ခုဒီဝယ်ရောက်ဖြတ်တန်းရမယ်7လပိုင်းတလတာကာလာတော်တွင်မှာတနင်္ဂနွေသားမိများဟာအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့တိုးတက်ကြောင်းလဲမှုတွေရရှိလို့လာပါလိမ့်မယ်။လုပ်ငန်းခိုင်ငံအမိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာသီသီသာသာကိုကံစားတာပွင့်လန်းတိုးတက်မှုတွေရရှိလာနိုင်တယ်ဆိုတဲ့နမိတ်ပုံကိုတွေ့ရပါတယ်။အလောက်ကိုင်းအခွင့်အလမ်းကောင်းနှစ်ခုလောက် ေါ်ပေါက်လာနိုင်တယ်လို့တွေးရပါတယ်။နောက်ဈေးရောက်နေတဲ့သူတွေဆိုလို့ရှိရင်လည်းအယောင်းဝယ်တွေပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။နောက်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးတော့ပြောပါပါမယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာပါလိမ့်မယ်။ပျော်ရွှင်ရပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေတော်တော်များများကိုပြေလည်အောင် ဖြည့်ရှင်းနိုင်ပါလိမ့်မယ်။ငွေရေးကြေးပိုင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တနင်္ဂနွေသားမိများရဲ့ကျန်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်။ကျန်းမာရေးကတော့ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေ ဖြစ်နေတာပါလေအခုကောင်းနေလိုက်တော့ကြာထပြီးတော့တခုမို့တခုထပြစ်လိုက်အခုဖြစ်နေတဲ့ယောဂလည်းခဏနေပျောက်သွားလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်ပါလေကျမ်းမာရေးကတော့အကောင်းအဆိုးဒွန်တွဲနေတယ်လို့တွေ့ရပါတယ်။နောက်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်။လူမှုရေးပိုင်းမှာတော့အစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်တော့ကြီးခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာပို့ပြီးတော့ခရူးဆိုင်ပေးပါ။နောက်ဒီလာပိုင်းဟာလည်းလည်းရံများတယ်အတိုက်ခိုက်များတယ် ြေတနာအနှောက်အယှက်လေးတွေညာနိုင်တယ်လို့ဆိုရမယ့်အနေအထားမျိုးကိုသတ်တွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးပိုင်းနောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်အဆင်မပြေမှုတွေများတတ်ပါတယ် ပညာရေးကံအားနည်းနေပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲချွတ်ချော်မှားယွင်းမှုတွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်ပါတယ်။ဒါမှမဟုတ်ဒီတလားတာကာလတော်တွေမှာတနင်္ဂနွေသားမိများရဲ့ပညာရေးနဲ့ဘာသာရေးဘက်မှာတော့နည်းနည်းလေးဂယုစိုက်ပါလို့မှာကြလို့ပါတယ်။ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေကိုတင်ရွက်ကကြည့်ပေးပါမယ်။ခရီးကိစ္စတွေမှာလည်းအလွဲလွဲအချော်ချော်လေးတွေ အထင်မော်လေးတွေအစစ်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါမျိုးခยีသွာလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာနည်းနည်းလေးကယူဆိုင်စေခြင်းတယ်လို့လည်းပဲမှာကြားလို့ပါတယ်ခင်ဗျာအဲနောက်တစ်ခါကတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပေးပါပါရန်နေအတိုက်ခိုက်တွေရှိနိုင်ပါတယ်ဒါပေမဲ့အဒီအခြေအနေတွေကိုကောင်းမွန်စွာနဲ့ဖြတ်ကျော်နိုင်နိုင်မယ်လို့တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့ပထမတဲရောကတ်တဲ့နမိတ်ပုံတွေကိုကြည့်ပြီးတော့လိုအပ်တာတွေကိုပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါအဲ့တော့ ဘလို့အဓိကအကြောင်းချက်တွေပေါ့နော်ကြုံတွေ့ရလာနိုင်အောင်မလဲနောက်ဘလို့ကံအခွင့်လမ်းကောင်းတွေရရှိနိုင်အောင်မလဲဘလို့ရည်ရည်ရည်ကိုဆောက်ရဲတင်ပါတယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့အခုနောက်တက်ကတ်ချိုးပြီးတော့ကြည့်ပေးပါဦးမယ်တနင်္ဂနွေသားကြီးများအတွက်ဒီစက်တလပိုင်းဟာပေါ့နော်မထင်မှန်တာတွေမမျော်လင့်တာတွေအံအားသင့်မွေရအဖြစ်ပြက်တွေအဲကောင်းသောအလှည့်အပြောင်းတွေကြုံရတတ်တယ်လို့တွေးရပါတယ်ဒီတလတာကာလအတွင်းမှာသိတာထင်ရှားတဲ့ ဘဝရဲ့တိုးတက်ပြောင်းလဲသွားစေနိုင်လောက်တဲ့ကံအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ဒါတွေကိုလက်လွတ်မခံဘဲနဲ့အသုံးချတိုင်မယ်ဆိုရင်ဒါတို့တဲ့အောင်မြင်မှုတွေကိုရသွားလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာအဲ့တော့ရေရအနေနဲ့ကတော့ခရီးသွားလာလှုပ်ရှားနေတဲ့သူတယောက်သို့မဟုတ်လမ်းပေါ်ကလူတယောက်လိုအပ်နေတဲ့သူအဲချို့တက်နေတဲ့သူဒါမှမဟုတ်အလှူခံပုံကိုတအိုးတယောက်ကို ကိုတက်နံသလောက်ဝေကြီးအဲလှူဒန်းမှုပြုပြီးတော့ကုစုကောင်းမှုလေးယူလောက်လို့ယူခြင်းအပြင်ဒါကံနေလက်တွေပွင့်လာစေပါလိမ့်မယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးခဲ့ပါဦး like share လေးတွေလည်းအားပေးခဲ့ပါဦးခင်ဗျာလုံငန်းခိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေနိုင်မဲ့လာတက်လာပဲလို့တွေးရပါတယ်အဲ့တော့ဒီလာပိုင်းအတွက်မှာအလောက်ကိုင်းနဲ့ပတ်သက်တဲ့အပြောင်းလဲတွေဂျုံတွေးလာရနိုင်ပါတယ်အဲ့လိုအပြောင်းလဲတွေဖြစ်လာခဲ့မယ်ဆိုရင်လည်းပဲအဲ့ဒါကကောင်းသောပြောင်းလဲခြင်းတွေလို့ပြောလို့ရပါတယ်နောက်အဲ့လိုပဲအလုံးမှာအပြောင်းလဲတွေမရှိခဲ့ရင်တောင်မှပဲ တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်မယ်လာတလာလို့တွေးရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့ငွေရေးကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ကြည့်ပေးပါမယ်။ငွေရေးကြေးပိုင်းမှာတော့နစ်နာဆုံးရှုံးမှုတွေများတတ်ပါတယ်။အဲ့တော့လိုအပ်လို့မလို့သုံးလိုက်ပြူလိုက်ရတာမျိုးမဟုတ်ဘဲနဲ့မလိုအပ်ဘဲနဲ့အလဟသက်ထွက်သွားတာတို့နော်။အဲငွေကြေးတွေဆုံးရှုံးသွားတာတို့နစ်နာသွားတာတို့စတဲ့အခြေအနေမျိုးတွေ ြုံရတတ်ပါတယ်။ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ error တွေတက်တတ်ပါတယ်။ဒါကြောင့်မို့လို့တင်းလာသားသမီးများကဒီ၁၇လပိုင်းထဲမှာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကိုတော့ဂယူဆိုင်ပါလို့ကျွန်တော်အနေနဲ့မှာကြားလို့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပါမယ်။ကျမ်းမာရေးညံ့တတ်ပါတယ်ကိုရိုင်းတော်၎င်းမိသားစုမှာတော်၎င်းကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေတွေအញ្ញံတွေ ပေါ်ပေါက်တတ်ပါတယ်အဲ့တော့နေထိုင်မကောင်းဖြစ်တတ်ပါတယ်ကျန်းမာရေးချူကြတတ်ပါတယ်ဂယုဆိုင်ပါလို့မှားချလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လူမှုပေါင်းသင်းဆက်ဆက်ရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဟောပြောပေးပါမယ်လူမှုရေးပိုင်းမှာတော့အဝေးကလူတွေနဲ့ပို့ပြီးတော့အဆင်ပြေတတ်ပါတယ်အဝေးကမိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းတွေကိုပို့မှုပြီးတော့ရရှိစေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးကံနောက်ဘာသာရေးကံကိုကြည့်တဲ့အခါမှာလည်းပဲအကောင်းနမိတ်ကိုတွေ့ရတာကြောင့်ပညာရေးပိုင်းတို့ ဘာသာရေးပိုင်းတို့မဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတင်လာသားများအနေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စလေးကိုကြည့်တဲ့အခါမှာတော့ခရီးသွားလာလှုပ်ရှားမှုလေးတွေမှာအဆင်မပြေတာမျိုးလေးတွေအထင်ကအခက်အခဲကြုံရတာမျိုးလေးတွေ ဖြစ်ပေါ်စေတတ်ပါတယ်ဒါမို့သွားတာလာတာအဲလှုပ်ရှားတဲ့နေရာလေးတွေမှာဂယူးဆိုင်ပါလို့မှာကြလို့ပါတယ်ဆက်လက်ပြီးတော့ရန်အတိုက်ခိုင်းတဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပေးပါမယ်ရှိပါတယ်ဒီအချိန်ကာလတည်းမှာတအုပ်ထက်ပိုတဲ့သူတွေရဲ့အနှောင့်အယှက်လေးတွေတောင်မှပဲကြုံလာရနိုင်ပါတယ်အဲ့တော့ကိုယ်မှာတအားကြီးထိခိုက်စေနိုင်တဲ့အခြေအနေမျိုးတွေမဟုတ်ခဲ့ရင်တောင်မှပဲအာယုံနောက်စရာတွေစိတ်ရှုပ်စရာတွေ ကြုံရတတ်ပါလေဒါမလို့ရံအတိုက်အခိုက်မကင်းပါဘူးပြဿနာမကင်းဘူးလို့မှာကျင်ပါတယ်ခင်ဗျာတနင်္လာသားသမီးများကအခုတည်ရောက်နေတဲ့နိုဝင်ဘာလတလတာကာလတွင်မှာရံဝေးနဲ့ပတ်သက်တဲ့အကူအညီကအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်အဲ့လိုပဲကြီးကြီးမားမားလုပ်ငန်းဆောင်တာကိစ္စရပ်တွေကိုစတင်စီစဉ်ဆောင်ရွက်ပြစ်တာမျိုးတွေကြုံရပါလိမ့်မယ်။နောက်အဲ့လိုပဲဒီချိန်ကာလတွင်မှာ ခက်ခဲတွေကိုပေါ့နော်တော်တော်များများကိုဖြတ်ကျော်ပြီးတော့တိုးတက်အောင်မြင်နိုင်တဲ့ကံခွင်လန်းကောင်းတွေပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေးရပါတယ်။အဲ့တော့ရေရာအနေနဲ့ဘာလို့သိမှသလဲဆိုလို့ရှိရင်ခยีသွားတဲ့သူကိုကိုတတ်နိုင်တဲ့လောက်ခยีစရိတ်အဲ့လှူဒန်းကူညီပေးပါလို့ရရလေးလည်းပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဘက်မှာကွန်မန့်လေးတွေမန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးကူညီခဲ့ပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ် အဲ့တော့အင်္ဂါသားသမီးများနေနဲ့အခုဒါဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာကာလတွင်မှာလုပ်ငန်းကိုင်ငံပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့အကြက်တဲအခက်အခဲလေးတွေ အကြက်တဲခက်ခဲလေးတွေကြုံတွေ့ရတတ်ပါတယ်ဘလို့လုံငါးခိုင်ငံမျိုးပဲလောက်ကန်ဆောင်ရွက်သည်ပဲဖြစ်ပါစေလွယ်လွယ်ကူကူရှော့ရှော့ရှိရှိနဲ့လောကကန်ရတာမျိုးမရှိဘဲနဲ့ပေါ့နော်အခက်ခဲတွေအနှောင့်ယှက်တွေအစင်မပြေမှုတွေကြားတဲ့ကနေပြီးတော့ရုံးကန်ရနိုင်တဲ့အခြေအနေမျိုးလေးတွေ ကြုံရတတ်ပါတယ်။ဟိုဝန်ထမ်းတို့ပါလို့ဆိုလို့ရှိရင်လည်းကြီးခဲ့တဲ့သူတွေနဲ့အဆင်မပြေတာမျိုးတွေကြီးခဲ့တဲ့သူတွေရဲ့ညွန်ညင်မှုခံရတာမျိုးတွေကြုံရတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းကိုင်ကိုင်လုပ်နေတဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့လုပ်ငန်းမှာအပြိုင်ဆိုင်တွေအနှောက်အယှက်တွေအတိုက်အခိုက်တွေတအားများတတ်တဲ့လာတလာကိုဒါရောက်နေခြင်းဖြစ်ပါတယ်နော်။ဒါမှမဟုတ်အလုံးကိုင်နဲ့ပတ်သက်ရင်နည်းနည်းကယူဆိုင်ပြပါလို့မှာချလို့ပါတယ်။ငွေရေးကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုလည်းဆက်ပြောပါမယ်။ငွေရေးကြေးပိုင်းမှာလည်းအားနည်းနေတဲ့ နေအထားမျိုးကိုတွေ့ရပါတယ်။ငွေကြေးအတွက်နဲ့နည်းနည်းစိတ်ရှုပ်စရာတွေကြုံလာရနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတကူပြီးတကူဖြေရှင်းနေရနိုင်တယ်လို့တွေ့ရပါတယ်။အထူးသဖြင့်ကိုအောက်ကကိုတဲ့ငယ်တဲ့သူတွေကိုအကြောင်းပြုပြီးတော့ငွေကြေးပိုင်းမှာအဲစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ခင်ဗျာ။နောက်ကျမ်းမာရေးပိုင်းအဲတော့ကျမ်းမာရေးပိုင်းဟာ လိုပြောမလဲဆိုတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အစင်မပြေမှုတွေနဲ့ပို့ပြီးတော့သက်ဆိုင်ပါတယ်အဲ့တော့စိတ်မပျော်ရွှင်မှုစိတ်မကြည်လင်မှုစိတ်မလန်းဆန်းမှုဖြစ်နေတဲ့အခါမှာကျမ်းမာရေးရလည်းပဲဟိုဟာညံ့လိုက်ဒီဒါညံ့လိုက် နော်ဟိုနေရာမကောင်းဖြစ်လိုက်ဒီနေရာကမကောင်းဖြစ်လိုက်ဆိုတဲ့ပုံစံမျိုးတွေရှိလာနိုင်ပါတယ်ဒါမလို့ကျမ်းမာရေးပိုင်းကိုလည်းပဲညံ့တယ်လို့ကျွန်တော်ကထပ်ပြီးတော့တွေ့ရပါတယ်ခင်ဗျာအဲ့တော့လူမှုပေါင်းသစ်ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပါမယ်လူမှုရေးပိုင်းမှာတော့ပုံမှန်အဖြစ်ရှိပါတယ်တအားကြီးအကောင်းကြီးလည်းမဟုတ်သလိုအဆိုးကြီးလည်းမဟုတ်ဘူးအကောင်းအဆိုးညီညာနေတယ်လို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့ပညာရေးကံသို့မဟုတ်ဘာသာရေးကံကိုကျွန်တော်ကြည့်ပေးပါမယ်အဲ့ဒီပညာရေးကံဘာသာရေးကံကတော့ပုံမှန်အဖြစ်ရှိပါတယ် တယ်အသင်ထဲမှာပဲပါပါတယ်တော့ဒီကာလဟာပညာရေးကံတအားကောင်းတယ်လို့လည်းမဆိုသာသလိုအဲဘာသာရေးဘက်မှာလည်းတအားကြီးကံနေကောင်းနေပါတယ်လို့ပြောလို့ရနိုင်တဲ့အနေအထားမျိုးကြီးထဲမှာတော့မတွေ့ရသလိုအညံ့တဲ့ကိုရောက်နေတယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာခยีသွာလာမှုနဲ့ပတ်သက်တဲ့အကြောင်းကိစ္စကြီးတဲ့အခါမှာလည်းပဲခยีကြိုညံ့နေပါတယ်တော့ခยีသွာလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာ အစင်မပြေမှုလေးတွေညာတတ်ပါတယ်เนาะဂယူဆိုင်ပါအဲ့တော့နောက်ဆုံးရံအတိုက်ခိုင်းတဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ကြည့်ပေးပါမယ်ရံအတိုက်ခိုင်းတဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့တိတ်ကြီးကြီးမမမရှိပါဘူးရံနေအတိုက်ခိုက်တွေကိုကြုံလာခဲ့မယ်ဆိုရင်လည်းပဲကြော်ဖြတ်နိုင်မယ်လို့တွေ့ရပါတယ်အဲ့တော့အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှင်တော့အင်္ဂါသားမီးများဟာဒီကုနိုဝင်မှာလာတဲ့မှာအလောက်ကန်ရောငွေကြေးပိုင်းရောအဲနောက်ကျမ်းမာရေးတို့ ဘာလို့မှာဘောပေါ့နော်အညံလေးတွေရှိနေတဲ့ပုံစံလေးတွေကိုသွားတွေ့ရပါတယ်။ဒါလို့ဘာရေရာလေးတွေဘလို့ဆောက်ဝဲတင်လဲဆိုတာကိုနောက်ထပ်တဲရော့ကတ်လေးမှာကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်။ဒါအပြင်ဘလို့ကန်အခွင့်အလန်းကောင်းတွေကိုလည်းပဲကြုံတွေ့ရရှိနိုင်အောင်မလဲ။ဘာတွေကိုဒီလာထဲမှာမျှော်လင့်လို့ရနိုင်မလဲဆိုတာကိုထပ်ပြီးတော့ကြည့်ပေးပါမယ်။အင်းကလာနီးများကိုမှာကျင်တာကဘယ်အလုပ်ကိစ္စကိုပဲလုပ်လို့အချိန်မဆွဲပါနဲ့ ရှင်းလင်းမြတ်မြတ်စဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါ အချိန်ဆွဲနေမယ်တွေးဝေနေမယ်စဉ်းစားနေမယ်ဆိုရင်အခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးသွားတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။နောက်ဘယ်လို့ကိုပဲလို့လို့တစ်ချိန်နဲ့မအောင်မြင် နောက်တစ်ချိန်ထပ်ပြီးကြိုးစားပါ။နောက်တစ်ချိန်မအောင်မြင်နောက်တစ်ချိန်ထပ်ပြီးတော့ကြိုးစားပါ။အချိန်ချင်းအခါခါကြိုးစားလုံးဆောင်ခြင်းအပြင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်လုံးဝရပ်မနေပါနဲ့။ကိုယ်ကံနေညံ့နေတယ်ကိုဘာလို့လို့အစင်မပြေဘူးဖြစ်နေတယ်ဆိုပြီးတော့ဘာမှမလုပ်ပဲထိုင်နေတာတည်းဆာလို့ရှိရင်ဒါတစ်ခုမဟုတ်တစ်ခုလုံးနေတယ်ကြိုးစားနေမယ်ဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့အစင်ပြေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ရေရေအနေနဲ့က ော့ပေါ့ပေါ့ပါပါပါပဲဖះရရေတတ်ပဲလို့ရတယ်ဖះတောက်တော်ရေကတ်လူလို့ရပါတယ်ရေနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုလေးတွေညံ့များလေးပြုလို့ဆောင်ရွက်ပေးပါလို့ဒါအကြံပြုအညွှန်းပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့ဆိုအဖေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာဟုတ် ဗလုဘူးသားကြီးများကအခုဒီနိုဝင်ဘာလတလတာကာလတော်တွင်မှာအလုတ်ကင်နဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်လုပ်ငန်းကင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့သီတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်ပါတယ်။ဒါ့အပြင်အလုံးနဲ့ပတ်သက်ပြီးတော့တချို့သောဗလုဘူးသားကြီးများက အပြောင်းလဲတွေလည်းပဲ ဖြစ်ပေါ်လာနိုင်ပါတယ်အဲ့ဒီအပြောင်းလဲတွေဖြစ်လာခဲ့ရင်လည်းပဲဒါဟာကောင်းသောပြောင်းလဲခြင်းတွေလို့ပြောလို့ရပါတယ်သိကြတာကတော့လုပ်ငန်းခိုင်ငန်းတွေနဲ့ပတ်သက်ပြီးတော့တကယ်စူးစမ်းနေတဲ့သူတွေတကယ်အလုပ်လုပ်နေတဲ့သူတွေက တိုးတက်အောင်မြင်မှုတွေကိုကျင်းသေးပေါ့ရရှိစေမဲ့ လာတလာဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဆက်လက်ပြီးတော့ငွေကြေးပိုင်းအတွက်ကိုကျွန်တော်ဟောပေးပါမယ်ငွေကြေးပိုင်းမှာအကုန်ကြတွေညာတတ်ပါတယ်အထွက်ပြုတွေညာတတ်ပါတယ်ကိုယ်လုပ်ငန်းကိုင်ငန်းတွေကိုအရင်းအီးတွေထပ်တက်နေလို့ပဲဖြစ်ဖြစ်တခြားလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေဝယ်ချမ်းရလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းပဲတချို့ကအဲနည်းနည်းအသုံးစားလက်ကွာနေလို့ပဲဖြစ်ဖြစ်ပေါ့နော်ငွေကုန်ကြေးကြတွေညာတတ်ပါတယ်ဒါပြင်ငွေကြေးအတွက်နည်းနည်းလေးခေါင်းရှုပ်စရာလေးတွေစိတ်ညစ်စရာလေးတွေလည်းပဲ ကြုံတွေ့လာရတတ်ပါတယ်။ဂယူဆိုင်ဖို့တော့လိုတယ်လို့မှာကြားလို့ပါတယ်ခင်ဗျာ။ကျမ်းမာရေးပိုင်းဝက်ကိုကျွန်တော်ဆက်ပြီးကြည့်ပေးပါမယ်။ဗုဒ္ဓဟူးသားနီးများရဲ့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေကဒီနိုဝင်ဘာလထဲမှာ ကောင်းမွန်တိုးတက်မှုတွေကိုရရှိလာနိုင်ပါလိမ့်မယ်။အဲ့တော့နေထိုင်မကောင်းဖြစ်နေတဲ့သူတွေ၊ကျမ်းမာရေးညံ့နေတဲ့သူတွေ၊ယောဂဝေဒနာခံစားနေရတဲ့သူတွေရှိခဲ့မယ်ဆိုရင်တော့ဆရာကောင်းတော်မကောင်းနေနဲ့ဒါတွေ့ရတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ကျမ်းမာရေးအညံ့ ကြုံနေရပါတယ်ဆိုတဲ့သူတွေဆိုရင်တော့မှပဲကောင်းလာလိမ့်မယ်အခြေအနေမျိုးတွေကို တွေ့ရပါတယ်ခင်ဗျာ။နောက်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းကိုကြည့်ပေးလိုက်ပါတယ်။လူမှုရေးပိုင်းမှာတော့အဆင်မပြေမှုတွေများတတ်ပါတယ်။ကိုယ့်ပေါ်ကိုတကယ်ကောင်းတဲ့သူတည်းဆိုင်ရင်မကောင်းတဲ့သူတွေနဲ့ပို့ပြီးတော့တွေ့ရတတ်ပါတယ်။လူမှုရေးကိစ္စတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်လို့သာတွေ့ရပါတယ်။နောက်ပညာရေးကံနောက်ဘာသာရေးကံကိုကြည့်ပေးပါမယ်။ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ software အချက်တွေမှာလည်းပဲအလုံးကို ောင်းနေပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိမယ်ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေဆိုရင်လည်းပဲဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကို ရရှိစေနိုင်မယ်လို့တွေးရပါတယ်ဆက်လက်ပြီးတော့ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စလေးကိုကြည့်ပြလိုက်ပါတယ်ခရီးသွားလာမှုတွေနဲ့ပတ်သက်တဲ့အခြေအနေတွေပေါ်ပေါက်လာနိုင်ပါတယ်သွားပြစ်လာပြစ်တဲ့ခရီးသွားလာရတဲ့ခရီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေတတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ခရီးမျိုးတွေလည်းပဲ သွားရတတ်တယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပါ။ရန်အတိုက်ခိုက်ကတော့မရှိဘူးလို့လည်းပြောလို့မရတယ်လို့ရှိတယ်လို့လည်းပြောလို့မရဘူး။နည်းနည်းလေးတော့ဂယူဆိုင်ဖို့လိုပါတယ်။အဲ့တော့ကိုယ့်အနေနဲ့အနည်းမှန်နေဆိုရင်ဘာကူမှဂယူဆိုင်နေစရာမလိုဘူးလို့မှာကြားလို့ပါတယ်ခင်ဗျာ။ဒါကတော့ပထမတဲရောအကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ဒါလိုအပ်ထားလေးတွေကိုဒါတစ်ချက်ချင်းပေါ့နော်ပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါ။ဗုဒ္ဓဘုရားမိများတွေဘလို့ကံ အခွင့်အလမ်းကောင်းနေ ကြုံတွေ့ရနိုင်အောင်မလဲ။နောက်ဘလို့ရရလေးတွေကိုဆောင်ရွက်တင်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါဦးမယ်။ ဘောလုံးဘူးသားကြီးများခင်ဗျာဒီခုနိုဝင်ဘာလတလတာကာလအတွင်းမှာဘယ်ကိစ္စကိုပဲဖြစ်ဖြစ်သိပြီးတော့စိတ်ညစ်မခံပါနဲ့စိတ်ရှုပ်မခံပါနဲ့မလိုအပ်တဲ့ကိစ္စတွေကိုသိပြီးတော့ခေါင်းထဲကိုထည့်မှထားပါနဲ့ပေါ့ပေါ့ပါပါနေပါ။နောက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဆုံးဖြတ်တော့မယ်လောက်ကန်ဆောင်ရွက်တော့မယ်ဆိုရင်ကိုယ်တော်ကိုယ်စိတ်နဲ့ပေါ့နော်ကိုယ်စိတ်ထင်အောင်စွပြီးတော့လှုပ်တာမျိုးမဟုတ်ပဲနဲ့စဉ်စဉ်သာသာတိုင်တိုင်မင်မင်တွေးတွေးခေါ်ခေါ်လေးတွေနဲ့လောက်ကန်ဆောင်ရွက်ပါလို့အကြံပြုပေးလိုပါတယ်။အဲ့တော့ဒီခုလာပိုင်းခြားအတွင်းမှာပေါ့နော်အနောက် က်တွေတချို့ရှိနိုင်ပါတယ်အဲ့တော့အဲ့ဒီအနှောင့်အယှက်တွေကရုပ်ပိုင်းဆိုင်ရာအခြေအနေကိုတော့ဘာမှမဟုတ်တော့လည်းပဲစိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေဝင်ဝင်လာတတ်ပါတယ်အဲ့ဒါလေးတွေကိုတော့သတိထားဖို့လိုပါတယ်ရေရာကတော့နည်းနည်းဒါဥနာမကောင်းတဲ့သူစိတ်မနှံ့တဲ့သူဒါမှမဟုတ်ယူနေတဲ့သူတရားကိုကိုတန်းတန်းတလောက် ေးကမ်းလှူဒါန်းကူညီမှုဆောင်ရွက်ပေးလို့ရပါတယ်ခင်ဗျာကဲတော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဘက်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာကဲတော့ကြာလာပေးသားမိများတွေပထမဆုံးအလုတ်ကင်နဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ပေးပါပြီလုပ်ငန်းကင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့ တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အလုံးမှာစူရူးဝဲရူးဂုံတို့တွေရတတ်ပါတယ်။နာမည်ကွန်တင်းတွေကျော်စောစေပါလိမ့်မယ်။လုပ်ငန်းကိုင်ကန်ပိုင်းအခြေအနေတွေကတအားကိုအောင်မြင်တိုးတက်စေနိုင်တဲ့အခွင့်အလမ်းကောင်းတွေကိုရရှိစေမယ်လာတလာကိုရောက်ရှိလို့နေပြီလို့တွေးရပါတယ်။အဲ့တော့ ဒါကြာသာပေးသားမီးတော်တော်များများကအလုံးမရှိသေးတဲ့သူဆိုအလုံးရှားသွားတာအလုံးရှိနေတဲ့သူဆိုလို့ရှိရင်အလုံးနဲ့လက်နဲ့မပြတ်လုံနေရတာမျိုးအဲ့တော့ကိုယ်လုံးတက်လောက်လည်းပဲကြိုးစားတက်လောက်လည်းပဲအရာထင်ပြီးတော့အောင်မြင်တာမျိုးတွေကိုရရှိသိမယ်လာတက်လာပဲဖြစ်ပါတယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်ပြီးတော့အလွန်ကောင်းပါတယ်လို့ဒါပမာဥုံတဲတော့ကက်ကနမိတ်ပေါ့ညာဟောကြားပေးလိုက်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းပဲအဆင်ပြေမှုတွေရှိလာပါလိမ့်မယ်အဲ့တော့အခုချက်ချင်းကြီးပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ အချက်ချင်းကြီးအစင်ပြေသွားတာမျိုးမဟုတ်တာမှပဲအစင်ပြေနိုင်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်ဒါမလို့ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်ဝင်လာစရာရှိတဲ့ငွေကြီးရဲ့အဝင်လမ်းကြောင်းတွေ ပွင့်လန်းလို့လာပါပြီငွေကြေးအတွက်နဲ့စိတ်အေးရမယ်ငွေကြေးနဲ့ပတ်သက်တဲ့အကြက်တဲခက်ခဲတွေကနေပြီးတော့လွန်မြောက်နိုင်ပါပြီခင်ဗျာဒါပြင်ကျန်းမာရေးအတွက်ကိုဆက်ပြီးကြည့်ပေးပါမယ်ကျန်းမာရေးကတော့အကောင်းဆုံးညီမြပါတယ်အဲ့တော့ပုံမှန်အားဖြင့်ရှိပါတယ်ကျန်းမာရေးဟာတအားကြီးကောင်းနေပါတယ်လို့လည်းမဟုတ်သလိုတအားကြီးညံ့နေတယ်လို့လည်းပဲမဟုတ်ပါဘူးပုံမှန်အားဖြင့်ရှိတယ်လို့တွေးရပါတယ်လူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပါပါမယ်လူမှုရေးပိုင်းတွေမှာတော့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတ တယ်အထူးသဖြင့်တော့ဒါသူများရဲ့ဂျားတွေကကိစ္စတွေမှာဝင်မပါမိပါစေနဲ့ဥမာလင်မယားဂျားတို့သမီးသားဂျားတို့သူများရဲ့မိသားစုဂျားတွေကိုကိုဝင်မပါမိပါစေနဲ့အဲ့တော့ဘာပဲဖြစ်ဖြစ်လူမှုရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးညံ့တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ပညာရေးနောက်ဘာသာရေးအတွက်ကိုကြည့်ပေးပါမယ်။အဲ့ဒီဘက်မှာအားနည်းနေတယ်လို့တွေ့ရပါတယ်။ပညာရေးဘိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာချွတ်ချော်မှားယွင်းမှုတွေရှိတတ်တယ်လို့ဘာသာရေးဘိုင်းနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေလည်းရှိတတ်ပါတယ်။အထူးဖြင့်ဆရာ ာသမားလို့ပုံကိုယ်တွေကြီးခဲ့တဲ့ပုံကိုယ်တွေနဲ့အစင်မပြေတာလို့နေနေဖြစ်တတ်တဲ့လာပိုင်းကိုရောက်နေတာဖြစ်တဲ့အတွက်ဂျာသာမိသားစုများနေနဲ့ ခရီးဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စကိုကြည့်ပေးလိုက်ပါတယ်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စရတဲ့ဖြစ်ပေါ်စေတတ်ပါတယ်ကောင်းသောခရီးတွေသွားတတ်တယ်သွားပြေးလာပြေးတဲ့ခရီးသွားရလာရတဲ့ခရီးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာရပါလိမ့်မယ်အဆင်ပြေရပါလိမ့်မယ်ခင်ဗျာအဲနောက်တစ်ခုကတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပါရန်အတိုက်ခိုက်တွေကိုအောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်မပြောပါတော့တဲ့အခက်အခဲလေးတွေအတိုက်ခိုက်လေးတွေပြဿနာလေးတွေကို ပြည်လည်အောင်ဖြည့်ရှင်းနိုင်ပါလိမ့်မယ်အားလုံးအဆင်ပြေပါလိမ့်မယ်ခင်ဗျာကြာလာပြီးသားသမီးများတို့ ခုကျွန်တော်တဲရော့ကချိုးလိုက်တဲ့နံပါတ်ပုံရဆိုလို့ရှိရင်ဒီအခုနိုဝင်ဘာလထဲမှာပေါ့နော်မတင်မတာတွေမမျော်လင့်တာတွေအံ့အားသင့်ပွေရအဖြစ်ပြက်တွေကိုကြုံတွေ့ရတတ်ပါတယ်အဲ့ဒီအခြေအနေတွေဟာကောင်းတဲ့အခြေအနေတွေလည်းကြုံရတတ်သလိုဆိုးတာလေးတွေလည်းပဲရှိတတ်ပါတယ်ဒါပေမဲ့အဆိုးအညံလေးတွေပြဿနာလေးတွေကြုံလာခဲ့ပြီဆိုလည်းပဲသိတော့စိတ်မပူပါနဲ့ဘယ်ပြဿနာဘယ်ခဲခဲပဲဖြစ်ဖြစ်ဒါတခဏအတွင်းမှာပဲအလိုလို ပြည်လည်သွားနိုင်လိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ဒီလာပိုင်းအတွင်းမှာနည်းနည်းလေးပေါ့နော်ဒါစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ခယူဆိုင်ပါတိတ်ပြီးတော့ခေါင်းရှုပ်မခံပါနဲ့စိတ်ရှုပ်မခံပါနဲ့စိတ်ကိုပျော့ပျော့ရှင်ရှင်ထားပါကြည်ကြည်လင်လင်ဖြစ်အောင်နေပါအဲ့တော့ပြဿနာတွေရှိခဲ့မယ်ဆိုရင်ဘယ်ပြဿနာတွေထဲမှာပဲဖြစ်ဖြစ်ကိုကဝင်မပါပါနဲ့ကိုကကိုနေတတ်အောင်နေပါဒါလေးတွေကိုကျွန်တော်မှာကြားလို့ပါတယ်ခင်ဗျာအဲ့တော့ကြာသာဝေးသားမိများတွေဆောင်ရွက်ရမယ်ရေရရာကတော့ ဘေးမဲ့လှုပ်ပေးပါအလွယ်ဆုံးကတော့ငါးလှုပ်လို့ရတယ်နှစ်လှုပ်လို့ရတယ်ကိုတန်းနံတလောက်လှုပ်ပေးပါဒါဆိုကိုယ့်ရဲ့ကံတွေလက်တွေပွင့်လာပါလိမ့်မယ်ခင်ဗျာအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာအောက်ကြသားသမီးများရဲ့ဒီအခုဖြတ်တန်းရမယ့်နိုဝင်ဘာလတလားတာရဲ့ အလုတ်ကင်နဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပေးလိုက်ပါပြီ။အဲ့တော့လုပ်ငန်းခိုင်ငံပိုင်းနေနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်လုံမှာစကားပြောရမယ့်ကိစ္စတွေဖြည့်ရှင်းရမယ့်ကိစ္စလေးတွေဖြစ်ပေါ်စေတတ်ပါလေတဲ့။အလုတ်မှာအနည်းနဲ့များစက်တနာလေးတွေကြုံတွေ့ရတတ်တဲ့လာတလာကိုရောက်ရှိနေခြင်းဖြစ်တယ်လို့တွေ့ရပါတယ်အဲ့တော့အခုဒီမှာကြားတဲ့တဲတော်ကကနမိတ်ပုံရဆိုလို့ရှိရင်ပေါ့ဒါတောက်ကြသားမိများဟာ ကိုဘာပဲလှုပ်လို့ကိုလှုပ်တဲ့အလုပ်ကိုမှန်မှန်ကန်ကန်နဲ့ဒါလောက်ကန်ဆောက်ရခြင်းအပြင်ဒါတိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်တစ်ခုကဉာဏ်ပညာအတွေးခေါ်နဲ့ပတ်သက်တဲ့အလုပ်ပေါ့နော်။ပညာရည်နဲ့ပတ်သက်တဲ့အလုပ်တွေဟာပို့ပြီးတော့ အကျိုးပေးအောင်မြင်စေနိုင်တယ်လို့တွေးရပါတယ်။ဈေးတဲ့ကုန်တဲ့အယောင်းဝယ်လို့လုပ်ငန်းခိုင်နှံမျိုးတွေလုပ်နေတဲ့သူတွေကတော့ဒီလအတွင်းမှာ အပြိုင်အဆိုင်လေးတွေနဲ့ပေါများစေတတ်တယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်အဲ့တော့လုပ်ငန်းခိုင်ခံပိုင်းမှာလည်းလည်းလေးအခက်အခဲမကင်းဘူးလို့ပြောမယ်ဆိုလည်းပဲပြောလို့ရနိုင်တဲ့အနေအထားမျိုးလေးတွေကိုတော့သွားပြီးတော့တွေ့ရပါတယ်ခင်ဗျာကြေတာကတော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ ဒါအရင်ဆုံးတဲတော့ကန်လေးကိုကြည့်ပြီးတော့ပြောပြပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ငွေကြေးပိုင်းကိုကြည့်လိုက်တဲ့အခါမှာငွေကြေးပိုင်းကတိတိတသာကြီးကို အစဉ်ပြေမှုကောင်းမွန်တိုးတက်မှုတွေကိုရရှိလာနိုင်ပါလိမ့်မယ်အဲ့တော့ငွေတွေဝင်မယ်လက်တွေရှိမယ်စီးပွားတွေဖြစ်မယ်ဆိုတဲ့ဒါလတ်တလာပဲဖြစ်ပါတယ်ဒါမှမဟုတ်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြည်လဲအောင်ဖြေရှင်းနိုင်မယ်ဝင်လာစရာရှိတဲ့လမ်းကြောင်းတွေကဝင်လာမယ်ရလာစရာရှိတဲ့လမ်းကြောင်းတွေကရလာမယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပါလိမ့်မယ်လို့ တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်ကျမ်းမာရေးကနည်းနည်းလေးညံ့တတ်ပါတယ်အဲ့တော့ဖြားတာနာတာနေထိုင်မကောင်းဖြစ်တတ်တာမျိုးတွေအပြင်အဲတခြားထိခိုက်စေတတ်တဲ့အန္တရာယ်မျိုးလေးတွေကိုလည်းပဲခရူးဆိုင်ပြီးဖို့လိုပါတယ်အဲ့တော့သွားလာလာလာနေတာထိုင်တာလှုပ်ထားခိုင်တာလေးတွေအားလုံးမှာခရူးဆိုင်ပါလို့မှာကြားလိုပါတယ်အထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အညာလေးတွေကြုံရတတ်တဲ့လာပိုင်းချားကိုရောက်ရှိနေခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာလူမှုပေါင်းတင်ဆက်ဆံရေးအတွက်ကိုဆက်ပြီးကြည့်ပါမယ်လူမှုရေးပိုင်းမှာလည်းပဲအစင်မပြေတဲ့သူတော်တော်များများနဲ့ကြုံတွေ့ရတတ်ပါတယ်အဲ့တော့သူတစ်ပါးကကိုယ့်ပေါ်ကိုညှို့ညင်တာမျိုးတွေကိုကိုကခံရတတ်ပါတယ်တဦးထက်ပိုတဲ့သူတွေရဲ့အနှောက်ယှက်ပေးမှုတွေကိုလည်းပဲခံရတတ်ပါတယ်တပည့်တပန်းတို့အောက်လက်နေသားတို့ကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာလေးတွေကိုဒီလာထဲမှာ ကြုံရတတ်တယ်လို့တွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးကံဘာသာရေးကံကြည့်ပြပါမယ်အလွန်ပဲကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိမယ်ဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေလည်းပဲလုပ်ဖြစ်ပါလိမ့်မယ်လုပ်ဖြစ်တဲ့အလုပ်လုံးဝတဲ့အလုပ်တွေမှာလည်းပဲအောင်မြင်မှုတွေရရှိနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအလုံးကို စိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရပါလိမ့်မယ်ခရီးနဲ့အလွန်အကျိုးပေးတဲ့လာတလာပဲ ဖြစ်စီပါတယ်အဲ့တော့ပျော်ရွှင်လျာခရီးစိတ်ချမ်းသာလျာခရီးတွေထွက်ရတတ်တယ်နောက်ဒါငြင်းငြင်းလေးနေနေရတာမျိုးမဟုတ်ပဲသွားသွားလာလာလှုပ်လှုပ်ရှားရှားနဲ့ဒါလောကကံရနေရထိုင်ရတတ်တယ်ရဲ့အချိန်ကာလပိုင်းခြားကိုရောက်ရှိနေခြင်းဖြစ်တယ်လို့တွေ့ရပါတယ်ခင်ဗျာရံအတိုက်ခိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်ပေးပါမယ်ရံအတိုက်ခိုင်းလေးတွေရှိရပါတယ်ကိုယ်ကိုအနှောင့်အယှက်ပေးခြင်းတဲ့သူတွေဒုက္ခပေးခြင်းတဲ့သူတွေက ကိုနာမအမြဲတမ်းရှိနေတာပါတယ်ဒါကြောင့်မို့ဒီချိန်၅လအတွင်းမှာနည်းနည်းကယူဆိုင်ပေးပါအဲ့တော့ချိုးသောသူတွေကကိုယ့်ကိုတုံတိုင်းရောအထိနာယုံလေးလှောက်လာမျိုးမဟုတ်ပဲနဲ့ကိုဘဝတစ်ခုလုံးကိုလဲပြို့သွားရလောက်တဲ့အထိပေါ့နော်ကိုယ့်ကိုဒုက္ခပေးတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒါလေးတွေကိုဂယူဆိုင်ပါလို့ကျွန်တော်အနေနဲ့မှာကြားလို့ပါတယ်ခင်ဗျာ တောက်ကြသားသီးများနေနဲ့အခုဒီရောက်လာတဲ့ပေါ့နော်နိုဝင်ဘာလထဲမှာစက်တနာလေးတွေပေါ်ပေါက်တတ်ပါတယ်အဲ့တော့အဓိကကဘာပဲလှုပ်လှုပ်ကိုယ့်ဘက်ကနေပြီးတော့မှန်မှန်ကန်ကန်ပြုမှုပြောဆိုလောက်ကန်ဆောင်ရွက်တတ်ဖို့အရေးကြီးပါတယ်လုံးဝအမှားယွင်းမခံဘူးလို့ဆိုရမယ်လာတလာပဲဖြစ်ပါတယ်အခက်အခဲလေးတွေရှိနိုင်တော့လဲပဲဒီအခက်အခဲတွေကိုကြော်ဖြတ်ပြီးတော့ တိုးတက်အောင်မြင်မှုတွေကိုရှာဖွေပြီးတော့ရရှိနိုင်မယ်လို့တွေ့ရပါတယ်အဲ့တော့ရရအနေနဲ့ကတော့ဖျားမှာဖျောင်းနိုင်ဆက်တိုင်းနီးထွညှိလှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆူတောင်းပေးပါလို့ရရရလေးလည်းပြီးလိုက်ရပါတယ်ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်အောက်ဘက်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ လုပ်ငန်းခိုင်ငန်းပိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းနှစ်ခုပေါ်ပေါက်လာနိုင်ပါတယ်။အဲ့တော့အဲ့ဒီပေါ်ပေါက်လာတဲ့အခွင့်အလမ်းကောင်းတွေကိုအသုံးချပြီးတော့တိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အလုံးမှပြဿနာလေးတွေအနည်းနဲ့များဖြစ်ပေါ်စေတတ်ပါတယ်ဒါပေမဲ့ဘယ်ပြဿနာပဲဖြစ်ဖြစ်ပြောလိုက်ဆိုလိုက်ဖြေရှင်းလိုက်မယ်ဆိုရင်ဒါပြီးမြောက်သွားပါလိမ့်မယ်ပြည်လည်သွားပါလိမ့်မယ်အဲ့တော့အခက်အခဲနဲ့အတူတိုးတက်အောင်မြင်ဖို့တွေကိုဒါရရှိစေနိုင်မယ့် လာတလာပဲလို့ဒါကျွန်တော်အနေနဲ့ဒါလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုတွေ့ရပါတယ်ခင်ဗျာစနေလာသီးများရဲ့ငွေကြေးပိုင်းတွေကြီးလိုက်တဲ့အခါမှာငွေကြေးအစုလိုက်ပုံလိုက်ဝင်လာနိုင်ခြင်းရှိတယ်လို့တွေ့ရပါတယ်ပုံမှန်အလို့ပုံမှန်စည်းဝါပုံမှန်ဝင်ငွေလမ်းကြောင်းတွေအပြင်အပြင်ဒါထိပေါက်သလိုချဲပေါက်သလိုအမွေရသလိုမျိုးပေါ့နော် ငွေတွေကြီးတွေအစုလိုက်ပုံလိုက်အလုံးလိုက်အရင်လိုက်ဝင်လာနိုင်တဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ဒီကာလအတွင်းမှာငွေကြီးကိစ္စတချို့အတွက်နဲ့ခေါင်းပူစရာစိတ်ရှုပ်စရာလေးတွေရှိနိုင်တော့လည်းပဲအားလုံးကိုပြေလည်အောင်ဖြေရှင်းလှုပ်ဆောင်နိုင်ပါလိမ့်မယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းစေမဲ့လာတလာပဲလို့တွေ့ရပါတယ်ခင်ဗျာ ကျမ်းမာရေးပိုင်းအတွက်ဆက်ပြီးတော့ကြည့်ပေးပါမယ်။ဘာမှစိတ်ပူစရာမရှိပါဘူး။ကျမ်းမာရေးပိုင်းအတွက်လည်းပဲကောင်းမွန်တိုးတက်မှုတွေကိုရရှိစေနိုင်ပါလေ။တော်တော်လာလာလှုပ်လှုပ်လှဲရှာရှာနေပေးနေတဲ့လူတယောက်အနေနဲ့မကျမ်းမာစရာအခြေအနေဘာတစ်ခုမှမရှိပါဘူး။အဲ့လိုမှမဟုတ်ဘဲနဲ့သိပ်လှုပ်ရှားမှုမရှိဘူး။ငြိမ်နေတယ်၊ထိုင်နေတယ်၊လှဲနေတာတွေညားနေတယ်ဆိုရင်လားညံကောင်းညံပါလိမ့်မယ်အဲ့တော့ကျမ်းမာရေးဟာကိုယ်လဲလှုပ်ရှားမှုနဲ့လည်းပဲ ဒါရိုက်သက်ဆိုင်နေတယ်လို့တွေးရပါတယ်။ဘာပဲဖြစ်ဖြစ်ညံ့စေတဲ့အညံမျိုးရဲ့လို့တော့ကျွန်တော်အနေနဲ့မတွေးရပါဘူးခင်ဗျာ။အဲဆက်လက်ပြီးတော့လူမှုပေါင်းတဲ့သက်ဆိုင်ရေးအခြေအနေကိုကြည့်ပြပါမယ်။လူမှုရေးပိုင်းမှာတော့အစင်မပြေတဲ့သူတော်တော်များများနဲ့ကြုံတွေ့ရတတ်ပါတယ်။အဲတော့လူမှုရေးပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်တယ်၊စိတ်ရှုပ်ရတတ်တယ်၊အဲပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။အဲ့တော့ဒီချိန်ကာလတည်းမှာလူတွေနဲ့ပေါင်းတဲ့ပတ်သက်ဆက်ဆံရတဲ့နေရာတွေမှာ ဂယူဆိုင်ပါကူပေါင်းစိတ်ခွာသဘောမျိုးလေးနဲ့ပဲပေါင်းစိတ်ချင်ပါတယ်လို့လည်းပဲအကြံပြုပေးလိုက်ရပါတယ်ခင်ဗျာကဆက်လက်ပြီးတော့ပညာရေးကံဘာသာရေးကံကြည့်ပေးပါမယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်မှုတွေရှိနိုင်တယ်လို့ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲတိုးတက်အောင်မြင်မှုတွေကိုရရှိစေတတ်တယ်လို့တွေးရပါတယ်ပညာရေးကံနဲ့ဘာသာရေးကံအလွန်ပဲကောင်းမွန်လာပါတယ်ဆက်လက်ပြီးတော့ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စကြည့်ပေးပါမယ် အလွန်ကိုအစဉ်ပြေနိုင်ပါတယ်။ကောင်းသောခရီးတွေသွားတတ်ပါတယ်။စိတ်ချမ်းသာသောခရီးတွေသွားတတ်ပါတယ်။ခရီးကိစ္စတွေကံကောင်းစေတဲ့လာတလာလို့တွေ့ရပါတယ်ခင်ဗျာ။ရံအတိုက်ခိုက်ရှိမရှိကိုကြည့်လိုက်တဲ့အခါမှာရံအတိုက်ခိုက်လေးတွေရှိနိုင်ပါတယ်။အနှောက်အယှက်လေးတွေကြုံရတတ်ပါတယ်။ဒါလေးတွေကိုတော့နည်းနည်းလေး တတိထားစေချင်ပါတယ်ခင်ဗျာကဲဒါကတော့ပထမတဲရောကတ်တွေကိုကြည့်ပြီးတော့လိုအပ်တာဒီအားလုံးကိုပြည့်ပြည့်စုံစုံလေးဟောပြောပြတာပါထရေလာမီများအနေနဲ့ဒါခုဖြတ်တန်းဝင်ရွာမဲ့နိုဝင်ဘာလတလတာကာလတွင်မှာဘာသာရေးပိုင်းဆိုင်ရာနဲ့ တတ်တဲ့အခြေအနေတွေပေါ်ပေါက်လာနိုင်ပါတယ်။ကြီးကဲသော ပုံကူတွေရဲ့အကူအညီကောင်းတွေကိုရရှိစေတတ်တယ်လို့တွေးရပါတယ်။ဘာကိုပဲလို့လို့အသိဉာဏ်ပညာအတွေးခေါ်နဲ့လို့ပါစဉ်စဉ်စားစားတိုင်တိုင်ပင်ပင်တွေးတွေးခေါ်ခေါ်ဉာဏ်အမျော်မြင်တဲ့အလုပ်လုပ်ပါကိုယ့်ရဲ့လောက်ကန်ဆောင်ရွက်ချက်တွေဟာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အစိုးရပြောကလို့ဘာသာရေးလုပ်လေတွေကိုတန်းတန်းတရာလုပ်ပေးပါအဲ့တော့ရေရာအနေနဲ့ကတော့ဘုံကြီးရဟန်းတန်ခါနဲ့ပတ်သက်ပြီးတော့ကို တက်နိုင်တဲ့ကုစုကောင်းမှုတပုခုပြုလို့ဆောင်ရွက်ပေးပါလို့ဒါအကြံပြုပေးလိုက်ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့အဖော်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ